အမေရိကန်လေယာဉ်တင်သင်းပေါ် USS နီမဲဟာဇွန်လ16ရက်မနက်ပိုင်းကတောင်တရုတ်ပင်လယ်ကထွက်ခွာပြီးအခြေအလယ်ပိုင်းဒေသကိုဥတီမောင်းနှင်သွားတယ်လို့ တင်မောလမ်းကြောင်းတွေကိုရှင်းရခန်းတဲ့ရိုက်တာက ဖော်ပြခဲ့ပါတယ်။ဒီလေရင်တင်တင်မောဟာ BNN အလဲပိုင်းရှိစိတ်ကန်းတစ်ခုမှာစိုက်ကပ်မဲ့အစီအစဉ်ကိုဖျက်သိမ်းခဲ့ပြီးနောက်အနောက်ဘက်ကိုထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ Marinda Bay website ရဲ့အချက်အလက်များဟာညီမလေရင်တင်တင်မောဒီတောင်တရုတ်ပင်လယ်ရဲ့အနောက်ဘက်ရှိအခြေအလဲပိုင်းဒေသကိုဥတီမောင်းနှင်သွားတယ်လို့ဖော်ပြခဲ့ပါတယ်။ US ညီမဟာအခုသတင်းသက်ကုန်ပိုင်းမှာ BNN ရဲ့ဒါနန်းမြို့ကိုတွားရောက်ဖို့စီစဉ်ခဲ့တယ်လို့သတင်းရင်းမြစ်နှစ်ခုကဇွန်လ20ရက်မှာစိုက်ကပ်မဲ့ဒီအစီအစဉ်ကိုဖျက်သိမ်းခဲ့ ာဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။ဟန်နွားမျိုးတော်ရှိအမေရိကန်တန်ယုံကစစ်စင်ရေးပိုင်းဆိုင်ရာရေးပေါ်လိုအပ်ချက်ကြောင့်ဒီအစီအစဉ်ကိုဖျက်သိမ်းခဲ့တာဖြစ်တယ်လို့သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးရိုက်တာသတင်းဌာနရဲ့အမှတ်ချက်စကားတောင်းဆိုမှုကိုအမေရိကန်တန်ယုံကချက်ချင်းအတည်မပြုခဲ့ပါဘူး။နီမစ်လီရင်ဒေသမှဥဆောင်တဲ့တိုက်ခိုက်ရေးစစ်သည်မအုပ်စုဟာအင်ဒိုပစိဖိတ်ဒေသမှာအမေရိကန်ရေတပ်တည်ရှိမှုရဲ့စိတ်တပိုင်းအနေနဲ့ပြီးခဲ့တဲ့သတင်းဘက်ကပင်လယ်ရေကြောင်းဆိုင်ရာလုံခြုံရေးစီရေးလှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့အမေရိကန်ရဲ့ပစိ ိဘေးစစ်သည်မအုပ်စုမှတန်မှုရဝက်ဆိုက်မှာဖော်ပြထားပါတယ်